လူတိုင်းတတိထားတဲ့နေစဉ်စားသုံးမိနေတဲ့လိုဝက်အစိတ်တဲ့အခရီလမိုက်အားလုံးပဲမင်္ဂလာပါ Dan Medical Message Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကဘာပေါ်မှာ NLA အကြီးဆုံးလို့ပြောလို့ရတဲ့ကျွန်တော်တို့နေစဉ်နေတိုင်းလိုလိုတတိမထားမိပဲစားသုံးမိနေတဲ့အခရီလမိုက်လို့ခေါ်တဲ့အစားအစာတွေမှာပါဝင်တဲ့လိုဝက်အစိတ်တဲ့တမျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ကျွက်တွေနဲ့စမ်းသပ်မှုအရာဒီအရာကိုလူတွေမှာပါကင်ဆာဖြစ်စေနိုင်တဲ့အဆင့်အေကာစီနိုဂျင်လို့တောင်သတ်မှတ်ထားတာပါ။ဒါအပြင်အာယုံကြောကိုပါပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။အာယုံကြောတွေကိုတင်မကဘဲအုံနောက်ကိုပါ ထိခိုက်နိုင်တာမျိုးပါ။မျိုးပွားအင်္ဂါတွေကိုလည်းထိခိုက်စေနိုင်ပြီးဒါကိုတော့အပြည့်ပြည့်ဆိုင်ရာကင်ဆာအဖွဲ့အစည်းတော်တော်များများကအတည်ပြုပေးထားပါတယ်။ဒါပေမဲ့ဒီအရာကိုထုတ်ကုန်တွေရဲ့ပါဝင်ပစ္စည်းစည်းရင်းမှာတော့မတွေ့ရတတ်ပါဘူး။ဒါကဘာကြောင့်ပါလဲ။ ဘာဖြစ်လို့လဲဆိုတော့အထာကပါဝင်ပစ္စည်းမဟုတ်ပဲအစားအစာတွေကိုပြုပြင်ချက်လုပ်တဲ့အခါမှာထွက်လာတဲ့ဘေးထွက်ပစ္စည်းဖြစ်နေလို့ပါအထူးသဖြင့်တော့အပူနဲ့ထိချိန်မှထွက်လာတာပါဒီဓာတုပစ္စည်းကိုတော့အခရီလက်မိုင်းလို့ခေါ်ပါတယ်ပရိုတင်းတစ်မျိုးနဲ့သကြားကို အပူချင်းပြင်းပြင်းမှရောလိုက်တဲ့အခါမှာအခရီလက်မိုင်းတက်ထွက်လာပါတယ်ဒီဗီဒီယိုရဲ့အစားပိုင်းမှာတော့နားလေရလွယ်အောင်ရိုးရိုးရှင်းရှင်းပဲရှင်းပြမှာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ စိတ်ဝင်စားသူတွေဆက်ကြည့်လို့ရအောင်အသေးစိတ်ချင်းလင်းချက်တွေထည့်ပေးထားပါမယ်။သတင်းကောင်းအနေနဲ့တော့ဒီဓာတုပစ္စည်းကိုအာနိသင်ပြတ်သွားအောင် လုပ်တဲ့နည်းဒါမှမဟုတ်အစိတ်ဖြည့်ဆည်းအကြောင်းကိုလည်းထည့်သွင်းပြောပြသွားပါမယ်။ကျွန်တော်တို့စားနေတဲ့အစားအသောက်တွေရဲ့40ရာခိုင်နှုန်းမှာအခရီလမိုက်တဲ့ပါပါတဲ့သဘာဝထွက်တကြကြံပြားရည်တို့မှာဒီဓာတုဓာတ်ပြုတ်မှုကို တွေးရမှာမဟုတ်ပါဘူး။ဂလူးကို့စ်ဖန်တီးပြုတ်လုပ်ထားတဲ့တကြဖြစ်တဲ့ဒက်စရိုဂလူးကို့စ်တကြရည်နဲ့ ကော်မွန်ဖြစ်တဲ့ Molto Dustrin တို့လိုပြုပြင်ချက်လှုပ်ထားတဲ့တကြားတွေမှာဒီဓာတ်ပြုမှုဖြစ်တာပါဒီအရာတွေကိုပြုပြင်ချက်လှုပ်မှုတွေအရန်ပြုလုပ်ထားလို့ခနာလေးအတွင်းတကြားအဖြစ်ပြောင်းသွားပြီးအခရီလမိုက်ဖြစ်စေတဲ့ပရိုတင်းနဲ့ပေါင်းသွားတာပါပြုပြင်ချက်လှုပ်ထားတဲ့ကော်မွန်ပြောင်းကော်မွန်တွေကအစာအတော့တော်တော်များများမှာပါပါတယ်အစာအစာတစ်ခုခုကို အပူပေးရင်တစ်ခုခုတည်းထည့်ပြီးပေးတတ်ပါတယ်အလိုချောင်းကျော်ဆိုရင်စီမပါပဲကျော်လို့မရပါဘူး C. တကြားနဲ့ကော်မုံတွေကခန္ဓာကိုယ်အတွင်းမှာရောင်ရမ်းမှုတွေဖြစ်စေတဲ့ကိုယ်တွင်းအင်္ဂါတွေကိုပျက်စီးစေတဲ့ဓာတ်တွေအပြင်မှာဒီအခရီလမိုက်ဓာတ်ကအလုံးထဲမှာအဆိုးဆုံးဖြစ်ပြီးကင်းစားဖြစ်နိုင်ခြင်းအနေရပါရှိနေပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့တရိษံတွေကနေရတဲ့ပြေဝစီတွေကိုဟင်းသီးဟင်းရက်စီအစားသုံးပေးမယ်ဆိုရင် အခရီလမိုက်ဓာတ်ထွက်လာမှာမဟုတ်ပါဘူး။ အခရီလမိုက်ထွက်စေတဲ့ပရိုတင်းနဲ့ကော်မုန့်ပါပေမဲ့ပြေးဝစီကိုသုံးတဲ့အတွက်ပြေးဝစီကအခရီလမိုက်မထွက်အောင်ကာကွယ်ပေးပါတယ်။ဒီတရေစာမုန့်တွေကိုဟင်းတီဟင်းရက်စီအစားပြေးဝစီနဲ့လှုပ်ထားမယ်ဆိုရင်ကင်ဆာဖြစ်နိုင်ခြေကိုရှော့ချနိုင်မှာဖြစ်ပါတယ်။စားတော့ဆိုင်တွေမှာလည်းချက်ပြုတ်ရာမှာအမဲစီတို့အုံစီတို့ကသာသုံးပြီးချက်မယ်ဆိုရင် အခရီလမိုက်အစိတ်သိမ့်မှုကိုချောချနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒါကတော့အခရီလမိုက်တန်းနဲ့ဆိုင်နဲ့ရှူထောင်းကကြည်တာပါတကယ်တမ်းကတရိဆန်ကရှားတဲ့ပြေဝါစီဆိုတာလေကျမ်းမာရေးအတွက်မကောင်းတဲ့အစီအမျိုးအစားဖြစ်ပါတယ်ဒီတော့တန်ဆင်းလွန်ပေးဆိုတဲ့အတိုင်းအရာရာကိုအတိညာနဲ့စဉ်းစားဆင်ခြင်ပြီးမှသာလှုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါတယ်တရိဆန်ကရှားတဲ့ပြေဝါစီကိုမြန်မြန်စားတာမကောင်းသလိုစီကြောစားတွေကိုလည်းမကြာခဏစားသုံးတာက ကျမ်းမာရေးထွက်မကောင်းပါဘူးဒီတော့အခရီလမိုက်အကြောင်းဆက်ပြောပါမယ်အခရီလမိုက်ပါဝင်တဲ့အစားအစာတွေကတော့ပြောင်းပူမုံကျော်အာလူးအကျွတ်ကျော်အာလူးပြော့ကျော်ဖောက်ထားတဲ့မုံများဘီစကစ်မုံကျော်များကွက်ကီးများမနက်စာစားပွဲစီရီယယ်ပေါင်မုံဘေးသာ မီးဖောက်ထားတဲ့ကော်ဖီစစ်စားတဲ့အစားအစာတွေပါဝင်ပါတယ်လူအများစုကကော်ဖီတော့နေတိုင်းတောက်ကြတာပဲဆိုတော့မကြောက်သွားကြပါနဲ့ကော်ဖီတဲကအခရီလမိုက်တက်ကို ချောချနိုင်တဲ့ရိုးရှင်းတဲ့ဤတစ်ခုတော့ရှိပါတယ်အရှိမဆက်ပြောပြပေးသွားပါမယ်အခရီလမိုက်တက်ကဘာလဲဆိုတာနဲ့ဘလို့ဖြစ်လာလဲဆိုတာကိုတည်သွားပြီဆိုတော့တင်းရဲ့နေစဉ်အစားအစာတွေတဲကနေဘလို့ချောချရမလဲဆိုတာကိုပြောပြပေးပါမယ်တကယ်လို့စားမိခဲ့တယ်ဆိုရင်တော့အခရီလမိုက်ကိုဘလို့ခုခံမလဲဆိုတာကိုပြောပြပေးပါမယ်ချက်ပြုတ်တဲ့အခါမှာအမဲစီအုံးစီ ထောပတ်စားတဲ့ဓာတ်ပြုတ်သိမ့်မလွဲတဲ့သဘာဝစီတွေကိုတုံးပေးပါ တခုတတိထားရမှာက သင်မနှလုံးယောဂါ၊သွေးတိုးယောဂါ၊စီးကြိုယောဂါ၊အဝလွန်ယောဂါကဲ့သို့ယောဂါအခမ်းတွေရှိတဲ့ဆိုရင်တော့ဒီလိုပြေဝဇီးတွေကိုမစားသုံးသင့်ပါဘူး။ကြောလောချက်ပြုတ်ရမှာတဘာဝတကြားနဲ့ကြံ၊ပြားရည်စားတဲ့တဘာဝအချို့ဓာတ်တွေကိုသုံးပေးပါ။ဖရက်တုစ်များတဲ့ပြောင်းတကြားရည်ဓာတ်ရိုးစားတဲ့ပြုပြင်ချက်လုပ်ထားတဲ့တကြားတွေကိုရှောင်ပေးပါ။အိမ်မှာဟင်းချက်ရင် ဓာတုဓာပြိုးမှုကိုချော့ချဖို့အပူချိန်နည်းနည်းမီးအေးအေးနဲ့ချက်ပေးပါဘဲအစားအစာမစိုးပြုပြင်ချက်လှုပ်ထားတာတွေထက်တဘာဝထုတ်ကုန်တွေကိုရွေးချယ်ပါတီကြော်စားတဲ့အခါတိုင်းမှာစိုးကြိုးတွေကိုခုခံနိုင်အောင်လို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့ရောစားပေးပါ စီကြော်တွေကိုရှောင်းနိုင်ရင်တော့အကောင်းဆုံးပါပဲကော်ပီမျိုးနွယ်ဝင်အသီးအရွက်များကိုင်းလန်ပန်းမုံလာစိန်ကွန်တီကော်ပီတော့အရိုဂူလာရွက် ကော်ဖီတုတ်တို့မှာအခရီလမိုက်ကိုကာကွယ်နိုင်တဲ့ဓာတ်ပေါင်းတွေပေါဝင်ပါတယ်။ကြက်တုံပြူ၊ပဲပင်ပေါက်တို့ကလည်းသင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင်စီများတဲ့ကော်ဖီချင်း၊ရှောက်သီး၊တံမြာသီး၊ငရုတ်ပွားသီးတို့အားလုံးကအခရီလမိုက်ကိုကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်လက်ဖက်စိမ်းရင်နွေးချမ်း Green Tea နဲ့စိမ်းပြာရင်ညှိတို့ကလည်းအကျိုးသက်ရောက်မှုရှိပါတယ်။ကော်ဖီကနေအခရီလမိုက်ကိုဘယ်လိုလျှော့ချမလဲ။ကော်ဖီစိတ်ကိုမီးဖုတ်ထားတဲ့အတွက် ထွက်လာတဲ့အခရီလမိုက်ကိုကာကွယ်နိုင်အောင်တဘာဝအတိုင်းအပူပေးထားတဲ့ကော်ဖီမဲကိုတောက်လို့ရသလိုအက်စပရက်ဆိုလည်းတောက်လို့ရပါတယ်။ဒါတွေကိုအပူချင်း400ဒီဂရီဖာရင်ဟိုက်လောက်အထိအပူပေးထားတာဖြစ်လို့ဒီလောက်ပူသွားရင်တော့အခရီလမိုက်တွေကဓာတ်မတည်ငြိမ်တော့ပဲပျောက်သွားတတ်ပါတယ်။တာမန်မီးဖုတ်ထားတဲ့ကော်ဖီစိတ်ကကော်ဖီမဲတဲ့အခရီလမိုက်ပောင်းဝင်းမှုဆယ်ဆရှိပါတယ်။အခုဆက်ပြီးတော့ ဒေတာတို့ဓာတ်ပြုံးမှုအကြောင်းကိုပိုပြီးအသေးစိတ်ရှင်းပြပေးသွားပါမယ်။ဒီဖြစ်စဉ်ကိုတော့မဲလက်ဓာတ်ပြုံးမှုလို့ခေါ်ပါတယ်။အခရီလမိုက်ကိုဖြစ်စေတဲ့ပရိုတင်းကတော့ asparagine လို့ခေါ်တဲ့အမိုင်နိုအက်ဆစ်ဖြစ်ပါတယ်။ဒီပရိုတင်းကပြောင်းဘူး၊ကြောဆန်၊ပဲပီဇက်တို့မှာပါဝင်ပါတယ်။ပြုပြင်ချက်လုပ်ထားတဲ့အစားအစာတွေကတော့သင်ရွတ်အန္တရာယ်ရှိနေပါတယ်။ asparagine အမိုင်နိုအက်ဆစ်က fructose များတဲ့ပြောင်းသကြားရည်တို့ Brutus တို့လို ပြုပြင်ချက်လုပ်ထားတဲ့တကြားတွေနဲ့ပေါင်းလိုက်ပြီးအပူချိန်ကို285 degree Fahrenheit ဒါမှမဟုတ်120 degree Celsius ရဲ့အထက်ကို ပေးလိုက်တဲ့အခါမှာမဲလက်ဓာတ်ပြုတ်မှုဆိုတဲ့ဓာတုဓာတ်ပြုတ်မှုဖြစ်လာပြီးအခရီလမိုက်ဆိုတဲ့ဘေးထွက်ပစ္စည်းထွက်လာပါတယ်အဒီကနေမှတဆင့်အခရီလမိုက်ကဂလိုက်စီနီမိုက်ဆိုတဲ့နောက်ထပ်ဘေးထွက်ပစ္စည်းတစ်ခုကိုထပ်ထုတ်ပေးပါတယ်ဂလိုက်စီနီမိုက်က အခရီလမိုက်ထက်တောင်ပိုပြီးပြင်းထန်တဲ့အစိပ်ဖြစ်ပါတယ်ဒါကမှကင်ဆာကိုဖြစ်စေတာပါဒါကစားသောက်ကုံတွေရဲ့ပောင်းဝင်ပစ္စည်းတွေကိုဖက်ယုံနဲ့တိနိုင်တဲ့အရာမဟုတ်လို့ရှုပ်ထွေးတဲ့သဘောတရားတစ်ခုပါဒီအရာတွေကအရန်ကိုအန္တရာယ်ရှိပြီးပြုပြင်ချက်လုံယာကနေပဲထွက်နေတာဖြစ်ပါတယ်ပြုပြင်ချက်လုံထားတဲ့အစားအစာတွေရဲ့ကယ်လိုရီပမာဏကိုကြည့်မယ်ဆိုရင်တော်တော်ကြောက်စရာကောင်းပါတယ် ဒီလိုအစားအစာတွေမှာကျမရင်းနဲ့မညီညွတ်တဲ့တက်ရောက်မှုတွေအများကြီးရှိပါတယ်။ဆယ်ကျော်သက်တရောက်နေစဉ်စားသောက်မှုမှာကယ်လိုရီရဲ့68%ရာခိုင်နှုန်းကပြုပြင်ချက်လုပ်ထားတဲ့အစားအစာတွေကလာတာပါ။လူကြီးတယောက်မှာတော့90ရာခိုင်နှုန်းနဲ့ဝယ်ကင်းစားကလေးတယောက်မှာတော့46ရာခိုင်နှုန်းကနေ48ရာခိုင်နှုန်းလောက်အထိရှိတဲ့ကယ်လိုရီကပြုပြင်ချက်လုပ်ထားတဲ့အစားအစာတွေကလာတာပါ။ကဘာပေါ်မှာ တေဆုံးမှုဒုတိယအများဆုံးအကြောင်းအရင်းကကင်းစားပါအသက်ကြီးလာလေကင်းစားဖြစ်တဲ့သူပိုများလာလေနဲ့တေဆုံးနေကြရတဲ့သူတွေလည်းအများကြီးပါပဲအရက်တောက်ခြင်းဆေးလိပ်တောက်ခြင်းစတာတွေရဲ့အကျိုးဆက်တွေကိုတော့လူတွေကသိကြပါတယ်ဒါပေမဲ့လူတွေအတွက်ကင်းစားဖြစ်စေနိုင်တဲ့အရန်ပြင်းတဲ့ဓာတ်ကတော့အခုပြောနေတဲ့အခရီလမိုက်ဓာတ်ပါပဲဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့အခရီလမိုက်ဓာတ်ဟာ ကဘာပေါ်မှာအန္တရာယ်အများဆုံးအစာအသောက်ပါဝင်ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာကို ကျမ်းမာရေးဘုဒ္ဓတအနေနဲ့သိရှိသွားပြီးဆင်ခြင်နိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှာလည်းလူကြီးမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘုဒ္ဓရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျ။ကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသော ကျမ်းမာရေးဆိုင်ရာအကြောင်းအရာများသည့် ဆရာဝန်တွေကိုတိုင်တီးဖြတ်ထားတဲ့တီးကြမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် The Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး The Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ